မင်္ဂလာပါရှင်ဒီနေ့တော့ဖြိုးကအလှပွဲအိမ်တက်ပွဲတွေမှာလည်းအသုံးဝင်တဲ့ကောင်းကြီးစနိုးမကင်းအလွယ်လုံးကြီးလေးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါရဲ့ရှင်။အုံးလို့အနံ့လေးအရမ်းမွေတဲ့ကောင်းကြီးစနိုးမကင်းအလွယ်လုံးကြီးလေးကိုဖြိုးနဲ့အတူကြည့်ရှုလိုက်စုံနော်။ကောင်းကင်းစနိုးမကင်းလှူစားဖို့အတွက်ပါဝင်ပစ္စည်းတွေကတော့ကောင်းကင်းစံ၊စီ၊အုံးလို၊တကြ၊ဘင်းစိနဲ့စားတို့လိုအပ်ပါရဲ့ရှင်။ ဂျပန်ကောင်းရင်းဆိုင်အမျိုးအစားကအပြော့ဆိုင်အမျိုးအစားဖြစ်လို့တရချုပ်ပြီးရောရေစိမ့်စရာမလိုပါဘူးနော်။ချက်ခံဒီမှာရေစိမ့်ပြီးရောတန်းချက်စားလို့ရပါတယ်ရှင်။သူကကောင်းဟင်းဆန်တလုံးကိုအသုံးပြုထားပါတယ်ရှင်။အပြော့ဆန်အမျိုးအစားဖြစ်လို့ကောင်းဟင်းဆန်တလုံးကိုရေဆန်ချိန်ကွက်တစ်ခွက်စာနဲ့ထည့်ပြီးထားပါရဲ့နော်။ရေထည့်ပြီးတာနဲ့ပုံမှန်သမင်းချက်တလုံးပေါင်းအုပ်လေးနဲ့ချက်ထားလိုက်ပါရဲ့ရှင်။ ။ကောင်းရင်ချက်ထားတဲ့အချိန်မှာအုံးလို့ကြိုးပါမယ်နော်။အုံးဘုတ်ကို ready made တစ်ဘူးလုံးထည့်ပြီးတော့ကြိုးပေးထားပါရှင်။ရသားအတွက်ကတော့စားလေးအနေငယ်နဲ့တကြားသုံးစုံကိုထည့်ပေးထားပါရနော်။အချိုကြရင်တော့တကြားပုတ်ထည့်ပြီးတော့လုံစားနိုင်ပါရှင်။အုံးလို့ကြိုးတဲ့နေရာမှာပြင့်ပြီးအောင်မီးအေးအေးလေးနဲ့ကြိုးပေးထားပါရနော်။ ဖုန်းတော့ပြစ်လိုက်ရင်တော့စလုံးမကင်းအပေါ်ကျောလို့ကိုအတွက်သုံးဆုံးစာနောက်ကိုဖယ်ဖက်ထားလိုက်ပါရှင့်ချက်ထားတဲ့ကောင်းရင်းဆန်လေးချက်ပြီဆိုရင်တော့အုံလို့ကြိုးထားတဲ့အထဲကိုထည့်ပြီးတော့ချက်ပြီးထားပါရနော်။ကောင်းရင်းကြိုးတဲ့အထဲကိုမကတ်အောင်စီသုံးဆုံးစာကိုလည်းထည့်ပြီးထားပါရှင်။ အုံးလို့တွေကုလိုခံသွားတဲ့အနေထားတွေရောက်ပြီဆိုရင်တော့ကြိုရာရက်ပြီးတော့စလုံးမကင်းဖို့ဖို့အတွက်ပြင်ဆင်လိုက်ပါတယ်နော်စလုံးမကင်းဖို့ဖို့အတွက်အပူခံခွက်ထက်ကိုကြိုးထားတဲ့အုံးလို့ကောင်းရင်းတွေကိုဖိဖိပြီးရောထည့်ပေးပါရရှင်ကောင်းရင်းထည့်ပေးပြီးရင်တော့အပေါ်ကျောင်းတင်းတင်းလေးနဲ့မွှေးနေအောင်ဖယ်ထားတဲ့အုံးလို့ကြိုရည်လေးကိုစမ်းပေးလိုက်ပါတယ်နော် နောက်ဆုံးမှာတော့စနိုးမကင်းဆိုရင်မပါမဖြစ်ဘိန်းစိတ်လေးတွေကိုဖြူပေးလိုက်ပါရှင်ဘိန်းစိလေးတွေဖြူပေးတာနဲ့ fryer နဲ့အပူချိန်190ကို15မိနစ်ဖုတ်ပေးလိုက်ပါရနော်15မိနစ်ပြည့်ရင်တော့ရမ်းပွေးတဲ့ကောင်းချင်းစနိုမကင်းလေးကြက်ပါပြီရှင်တို့ကအတိုင်းတစ်ပါးမှာရောက်နေပြီမဲ့လေမြမယူရမုံလေးတွေကိုအရန်ကြိုက်လို့အမြဲလောက်စားဖြစ်ပါရနော် ဖြိုးလို့လို့ပြပရောက်ရှင်မြမရဲ့အနေနဲ့မြမမုံလေးတွေကိုလွှမ်းရင်တော့ဖြိုးရဲ့ cooking my ဖြိုး channel လေးမှာကြည့်ရှုလေ့လာနိုင်ပါရဲ့ရှင်။ဖြိုးရဲ့ဒီနေ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးသွားတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်နော်။